တကယ်တော့2025ခုနှစ်ဟာတော်လန်ကြီးရဲ့အထူးကွေကာလတစ်ခုကိုဖြတ်သန်းနေရပြီးအရေးကြီးတဲ့ကာလအပိုင်းခြားတစ်ခုပါအချင်းဤအရေးရက်ကိုတည်ထဆောက်ကြည့်ရမှာဖြစ်ပြီးတော့ဖြစ်စဉ်တိုင်းဟာလည်းစည်ရင်းနဲ့နိုင်ငံကြီးတွေရအလွန်နဲ့ရှိုင်းရတဲ့ရောက်မှုတွေရှိနေပါတယ်နှစ်ဖက်စလုံးကတော့ဒူးနိုင်နဲ့ကိုနိုင်နဲ့အပြိုင်ဆိုင်ဝါဒကြံ့နေကြတဲ့အခဲချင်းတစ်ခုမှာအမှန်တရားကဘာများဖြစ်မလဲ ဒီကြတော့တခုကတော့ပြည်သူတွေဟာအချင်းနှီးမှန်ပြည့်ရက်ကိုရက်တွေ့ကြကြသိသိနေပြီးဖြစ်တယ်လို့သိပိုင်ကွင်းလင်းရှိကြပါတယ်။ဒါကြောင့်လွတ်လပ်တဲ့သတင်းမီဒီယာများဒုတိယနာအဖွဲ့အစည်းများရဲ့ထုတ်ပြန်ချက်များစွာကိုကူကားကယခုဗီဒီယိုကိုအထူးအစီအစဉ်တရအနေနဲ့တင်ဆက်လိုက်ရပါတယ်။ လက်ရှိနေဦးတော်လိုင်းရဲ့အနာဂတ်အခင်းချင်းကိုအဆုံးချက်ပေးနိုင်တဲ့အဓိကစစ်မျက်နှာကြီး၄ခုရှိတဲ့အထက်ကမှရမ်းမြောက်စစ်မျက်နှာရဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရဲ့နောက်ဆက်တွဲအခြေအနေတွေဟာနေဦးတော်လိုင်းရဲ့ပေါ်ကျေပြက်တဲ့တန်းရောက်မှုတွေရှိခဲ့တော့လေရမ်းမြောက်စစ်မျက်နှာဟာတော်လိုင်းရဲ့တစ်ခုလုံးရဲ့အဆုံးချက်မဟုတ်တယ်လို့ခါဝရငင်းငန်းမှုလည်းမဟုတ်သေးပါဘူးဆိုလိုတာကနေဦးတော်လိုင်းရဲ့အနာဂတ်ကိုခံမှတ်တွက်ချက်နိုင်မှုရအဓိကစစ်မျက်နှာကြီး၄ခုလုံးရဲ့အခြေအနေအခင်းချင်းတွေကိုချိန်ညှိတက်ချက်ဖို့ လိုပါတယ်ဒီနေ့တင်ပြပေးမှာကတော့အခုရက်ပိုင်းမှာလူအများအယုံဆိုင်ခြင်းကိုခံနေရတဲ့ရှမ်းမြောက်နယ်မိုးကုတ်စစ်မျက်နှာတွေပါဒီစစ်မျက်နှာတွေကຫນွေဥတော်လိုင်းကြီးတစ်ခုလုံးရဲ့အဆုံးအဖြတ်မဟုတ်တဲ့တိုင်ကျဲပြန့်တဲ့အကျိုးသက်ရောက်မှုတွေကိုဖြစ်ပေါ်စေခဲ့ပြီးတော့စည်ရေးချိန်ဝင်ရှာဖို့အတိုင်းအတာတစ်ခုထိကန်ရုံးနိုင်ခဲ့တာကတော့အမှန်တရားတစ်ခုပါဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့စည်ရေးနိုင်ငံကြီးလေလာသုံးသက်သူတချို့ရဲ့ဖော်ပြချက်တွေကိုလေ့လာကြည့်ရအောင် မြန်မာစစ်တပ်သမိုင်းမှာကြီးမားတဲ့ထိုးနှက်ချက်ဖြစ်တဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့တစ်တုံညာနှစ်ခေါ်စစ်စင်ရေးမှာတိုက်စစ်ဌာနချုပ်နှစ်ခုအခြေစိုက်တဲ့မြို့တွေအပါအဝင်53မြို့ကိုတိမ့်ပိုက်ခံခဲ့ရပါတယ်။ဒါပေမဲ့2025ဇန်နဝါရီမှာတော့ကိုကန့်တက် MNDAA ကတရုတ်ဖိအားကြောင့်စစ်တပ်နဲ့အပြစ်ရဲ့သဘောတူညီခဲ့ကြပါတယ်။တစ်တုံညာနှစ်ခေါ်စစ်စင်ရေးနှစ်နှစ်တိတိပြည့်တဲ့အောက်တိုဘာမှာတော့တအန်းတက် TNL လေးလဲတရုတ်ကြားဝင်မှုနဲ့စစ်တပ်နဲ့အပြစ်ရပ်လိုက်ပြီးဖြစ်ပါတယ်။ တစ်တောင်ညာနှစ်ခေါ်စစ်စင်ရေးပထမလှိုင်းကာလဟာ MNDAA နဲ့ TNLA တို့ကသူတို့ရဲ့ကိုးကန့်ဒေတာနဲ့တအန်းဒေတာတွေကို ပြန်လည်ရယူခဲ့ပါတယ်။မြင်သာအောင်ပြောရရင်နယ်စပ်ဒေတာ၊လောက်ကိုင်း၊နမ်တေ၊ကွမ်လွန်တကြောနဲ့နမ်ကမ်နမ်ဖကာကုတ်ခိုင်တကြောကနေတိန်နီလန်းခွဲကတဆင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရှိရာလာရှိုးမြို့ကိုစေရေးအရာဖိအားပေးခဲ့ကြပါတယ်။ ုတိယလှိုင်းကိုတော့ရှမ်းမန်းစစ်စင်ရေလို့ခေါ်ပြီးပထမလှိုင်းမှာတင်ခဲ့တဲ့ရှမ်းမြောက်ကဒေသတွေကိုစစ်တပ်တံပြန်ထိုးစစ်မစင်နိုင်အောင် အရှိစီးအဖြစ်ဗျူဟာကျတဲ့မြို့တွေကိုတင်ခဲ့ကြပါတယ်။လာရှိုးမြို့ကဆလို့တီဘောကြောင်မဲနောင်ချိုမိုးမိတ်မိုးကုတ်တပိတ်ချင်းနဲ့စင်ကူးမြို့တွေကိုတဆင့်ချင်းတင်ခဲ့တာပါ။ဒါပေမဲ့ကိုကန့်တက်အပြည့်ရက်ချိန်မှာလာရှိုးမြို့ကိုတနက်တစ်ချက်မဖောက်ပဲပြန်ပေးခဲ့ပါတယ်။ ဒါကြောင့်ကိုကန့်တက်ဟာသူ့ရဲ့ကိုကန့်အုပ်ချုပ်ခွင့်ရဒေတာဖြစ်တဲ့ချင်းရွှေဟော်လောက်ကိုင်းတို့လိုကိုကန့်ဒေတာနဲ့ကွမ်လုံကိုဆက်ပြီးထိမ့်ချုပ်ထားနိုင်ပါတယ်။တရုတ်ဖီးယားနဲ့ကိုကန့်တက်အပြည့်ရက်ပြည့်ရဲ့နောက်ပိုင်းမှာ WUWSA အပေါ်ပါတရုတ်ဖီးယားတွေရှိလာပြီးမဟာမိတ်တပ်တွေအပေါ်လက်နက်အပါအဝင် ထောက်ပံ့ရေးလမ်းကြောင်းအားလုံးကိုရပ်တန့်မယ်လို့ကြေညာခဲ့ပါတယ်။အဲဒီနောက်မှာ TNL နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေတင်းယူခဲ့တဲ့ တပိတ်ချင်း၊နောင်ချိုကြောင်မဲတီဘောမျိုးတွေကိုစစ်တပ်ကလွယ်လွယ်နဲ့ပြန်သိမ်းယူပြခဲ့ပါတယ်။အခု2025အောက်တိုဘာမှာ TNL နဲ့စစ်တပ်နောက်ဆုံးအပြစ်ရဲ့သဘောတူညီချက်မှာတော့မိုးကုန်းနဲ့မိုးမိတ်မျိုးတို့ကနေ TNL တပ်တွေပြန်ဆုတ်ခွာမယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။မိုးကုတ်မုံမိတ်မျိုးတွေဒါစစ်တပ်ပြန်ရခဲ့ရင်မန္တလေးကတော်လှန်ရေးတပ်တွေရဲ့စစ်မျက်နှာပြင်အရှိစီးပွင့်သွားမယ်လို့စစ်ရေးလေလာစောင့်ကြည့်သူတွေကထောက်ပြကြပါဗျ။ သဘောကအပြည့်ရက်လိုက်တဲ့ရှမ်းမြောက်ဒေသတခွေမှာမြန်မာစစ်တပ်ဟာသူ့ရဲ့စစ်အင်အားတွေကိုတိုးချထားနိုင်ရုံသာမကတော်လိုင်းအင်အားစုတွေစိုးမိုးထားတဲ့စကိုင်းတိုင်းကိုပါစစ်ရေးချင်းချောက်လာနိုင်ပွဲရှိပါတယ်အဲ့ဒါကြောင့်ပဲမိုးကုတ်နဲ့မိုးမိတ်မြို့တွေကို TNL ကပြန်ဆုတ်ပေးမယ်မဟာမိတ်တပ်တွေကဆက်ကာကွယ်မယ်လို့စက်တိုက်ထုတ်ပြန်လာတာပါလက်ရှိတပြည်လုံးစစ်ပွဲတွေဖြစ်ပွားနေတဲ့အထက်ကစစ်ကော်မရှင်ရဲ့စစ်ရေးညီမှန်းချက်တွေမှာ ဦးစားပေးစစ်စင်ရေးအများစုဟာနေဆက်ကုံသွေးရေးလမ်းကြောင်းတွေပြန်ဖွင့်ဖို့ဦးတည်ပြီးတရုတ်နယ်စပ်ကပထမထိုင်းနယ်စပ်ကဒုတိယအိန္ဒိယနယ်စပ်ကတတိယဖြစ်တာကို တွေ့ရပါတယ်။တရုတ်နယ်စပ်မှာမူဆယ်တမျိုးကိုပဲတရုတ်ကာကွယ်ပေးတာကြောင့်စကမတ်တပ်ထင်းချုံနိုင်တာတွေ့ရပါတယ်။ဒီလမ်းကြောင်းပေါ်ကအဓိက MNDA နဲ့စကမတ်ဟာတရုတ်ဂျာဝင်မှုနဲ့အပြစ်ခတ်ရက်စဲထားတာကြောင့် တရုတ်ရဲ့ကြီးကြပ်ဆောင်ချီမှုအောက်မှာရှိနေပါတယ်။သိင်နီမျိုးကိုစကမတက်စီပြန်ပေးရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာကြပြီးဖြစ်ပေမဲ့လက်တွေ့မှာ MNDA ထိန်းချုပ်ထားဆဲဖြစ်ပြီးမြန်မာကျပ်ငွေတန်းထောင်ချီတဲ့စီမံကိန်းတွေယင်းနီမြုပ်နှံမှုတွေကိုကိုကန့်တပ်ဖွဲ့ကပြုလုပ်နေသလိုလောက်ကိုင်းချင်းရွှေဟော်ကားလန်းကိုလည်းကျပ်တန်းထောင်ချီတုံးပြီးလမ်းခင်းနေတာတွေ့ရပါတယ်။ ဒါဟာအယုတ်ရဲ့ယင်းနီးမြုံနှံမှုတွေဖြစ်ပြီးဒီဒေတာမှာစစ်ပွဲပြန်ဖြစ်မလာနိုင်တဲ့လက္ခဏာတွေပါအယုတ်သဘောထားကနေဆက်ကုံသွေးရေးလမ်းကြောင်းကရရှိတဲ့အကျိုးအမြတ်တွေကိုတင်းတင်းစွာ ခွဲဝေရယူပြီးလုံးဝတိုက်ပွဲမဖြစ်ရေး ဖြစ်ပါတယ်စကပါတဟာရှမ်းမြောက်မှာနတ်ဆန်နတ်မတူ မန်တုံတို့ကိုတော်လန်ကထိုးစစ်စင်တိုက်ခိုက်ပေမဲ့သီဘောထက်ဖက် နေစာကုံသွဲရေးကားလန်းကိုတော့မိမိသဘောနဲ့စစ်စင်ဖို့မဖြစ်နိုင်ပဲအယုတ်ညှိနှိုင်းမှုကိုဥစွာလက်ခံရပါမယ်။စကားမှတင်းချုပ်ထားနိုင်တဲ့ဆိုတဲ့ပြင်ဦးလွင် နောင်ချိုကြောင်မဲတီဘောလန်းချောင်းမှလည်းတော်လိုင်းတပ်ဖွဲ့တွေရဲ့ကြောက်ကြားလှုပ်ရှားချင်းချောက်တာကိုရင်ဆိုင်ရပါအောင်မယ်။ TNL ဘာလို့ဒီလိုဖြစ်သွားလဲဆိုတော့နံပါတ်1ထောက်ပြကြတာကတော့ဒီမဟာမိတ်ဆက်ဆံရေးပြဿနာတွေပြောကြတာရှိတယ်။ နောက်တစ်ခုကတော့ဒီတောင်းပြည်နယ်တောင်းဆိုတဲ့ကိစ္စနောက်တစ်ခုကတော့ဒီစစ်ရေးနဲ့စစ်ရေးတိဆောက်ရေးပေါ့စစ်ရေးမဟာဗျူဟာကိစ္စပေါ့အဲဒီကိစ္စတွေမှာသူကမဟာဗျူဟာရဗျူဟာရမှားခဲ့တာနီးနာရမှားခဲ့တာရှိတယ်ပေါ့နော်ဆိုတော့ပြန်ကြည့်မယ်ဆိုတော့ DNA layer ညီနောင်၃ဘော်လို့ခေါ်တဲ့ MNDAA အဲဒီမှာပါတယ်အဲပြီးတော့အောင်မွေးတွေဒါပေမဲ့အောင်မွေးတွေရလာပြီးတဲ့အခါမှာသူကသူ့ရဲ့အောင်မွေးမာနစစ်မာနတက်လာတာတွေ့ရတယ်အဘိနာမှာရှိမဟာမိတ်တွေဖြစ်တဲ့ KIA လို SSPP လို့စတဲ့ဖွဲ့တွေနဲ့မြို့နယ်အုပ်ချုပ်ရေးကိစ္စတွေမှာစပြီးသူပြောင်းလာတက်လာတာကျွန်တော်တင်းနေစပြီးတွေ့ရတာပေါ့နော်ဒါပေမဲ့ဒီအမားတွေဒီဒီနီးနာမားတွေဒီမဟာမိတ်ဆက်ဆံရေးကိစ္စတွေမှာအဲ့အချိန်မှာမီဒီယာတွေကစဟလာအသေးချာရေးသားတင်ပြခဲ့တာတွေအားနည်းခဲ့တာလည်းရှင်းရှင်းမှာပေါ့ဒါပေမဲ့တေချာကြွန့်ကျင်သူတွေကတေချာထောက်ပြခဲ့တာတွေလည်းရှိချင်မှရှိတယ်ဒါပေမဲ့အခုအချိန်မှာတော့ဒါတွေကိုထောက်ပြလာတာကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ခါမှာတော့ဒီစစ်မတိုက်ပဲနေတဲ့ SSP စင်မတိုက်ပဲစင်မတိုက်ပဲနဲ့ဂျားနေတဲ့ SSPB တို့ဝါတို့နဲ့ဆက်ဆံရေးတွေသူပြတ်လာတာတွေ့ရတယ်ဟုတ်တယ်မလားပြီးတော့ KYA နဲ့ဆက်ဆံရေးတွေပြတ်လာတာတွေ့ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအဓိကထောက်ပြချင်တာ divide and rule လို့ခေါ်တဲ့ဒီတက်ရှိုးထိုးခွဲတဲ့စနစ်ကိုအများရန်သုံးခဲ့တာကမြန်မာစစ်တပ်ပဲဖြစ်တယ်အဲ့တော့အခုရှမ်းပြည်အရှိမောက်တစ်ခုလုံးကြည့်မယ်ဆိုရင်ရှမ်း specialist ပေါ့ရှမ်းပြည်ရေကြောင်းရင်သူလဲလို့ကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ပဲဆိုတာတွေ့ရအနှစ်ပေါင်းသူ၄၅၆၀သူတစ်ဖက်နဲ့တစ်ဖက်တစ်ဖက်နဲ့တစ်ဖက်ကြားထဲမှာရှိတဲ့ အားတာချက်အားနည်းချက်တွေအကုန်လုံးကိုသူကြည့်ပြီးတော့ရန်တိုက်ပေးခဲ့တာရှိတယ်ခွဲခဲ့တာရှိတယ်သွေးခွဲခဲ့တာရှိတယ်ဆိုတော့ကျွန်တော်ကျွန်တော်မဟာမိတ်ခုနကကိုတော်ကကျွန်တော်တို့ပြောခဲ့သလိုပေါ့နော်မဟာမိတ်တွေကြားထဲမှာအကူညီခြင်းစိတ်ပျောက်သွားပူပေါင်းခြင်းစိတ်ပျောက်သွားတဲ့ဟာမျိုးတွေလည်းရှိခဲ့တာပေါ့ဟုတ်တယ်မလားအဲ့လိုဒီတန်းပြင်းနဲ့တီထောင်မယ်ဆိုတဲ့ကိစ္စတွေမျိုးအဲ့လိုမျိုးတွေပြောလာတဲ့အခါမှာဒါအဲ့ချိန်မှာမြန်မာစစ်တပ်အတွက်ကဒါသူ့အတွက်အချက်ကောင်းတစ်ခုဖြစ်သွားတယ်လို့ကျွန်တော်အဲ့လိုသုံးသပ်တာဆိုတော့ တစ်ဖက်ကလည်းတရုတ်ကနေပြီးတော့ခုနကကျွန်တော်တို့သုံးသက်သုံးသက်မယ်လို့ပြောခဲ့တယ်လို့ပဲတရုတ်ကတစ်ဖက်ကဖိအားပေးတာရှိတယ်လက်နက်အင်ရောအမ်မြူနီရှင်းမရအောင်လုပ်ပေးထားတာရှိတယ်တစ်ဖက်ကလည်းတရုတ်ကရတဲ့ drone နဲ့ကောင်းကောင်းကိုအသုံးချနိုင်တယ်လည်းရှိခဲ့တာပေါ့နော်ဒါဒါပေမဲ့ရရှိပြီးတဲ့နယ်မြေတွေမှာဒီ TNL နေနဲ့ CA ရတိဆောင်းတဲ့နေရာတွေမှာတခြားဟာတွေလိုမျိုးအားနည်းတယ်လို့သုံးသက်ချက်တွေလည်းရှိတာကျွန်တော်ဒါမျိုးလည်းအရင်ကကျုံးခဲ့ပူတာပဲလေဆိုတော့ lesson learn ပဲဒါဟုတ်တယ်မလားကျွန်တော်လုပ်ငန်းနှစ်နှစ်ကိုကြည့်မယ်ဆိုရင် PDF ပဲအင်အားနဲ့စွန့်ရည်ပေါ့နော် ကအချိန်တိုအတွင်းမှာအများကြီးအားကောင်းတော့ကျွန်တော်တွေ့ရတယ်။နံပါတ်1သူတို့ဘုံမှာသူတို့ကိုအမြို့ရောနယ်ရောလူထုထောက်ခံမှုရှိတာကျွန်တော်တို့တွေ့ရတယ်။အနံပါတ်3 PDF အဖွဲ့တွေရဲ့အင်အားမန်လေးဘက်နဲ့ရှမ်းပြည်ဘက်မှာကြီးမြင့်ဆိုအနည်းဆုံး3000နဲ့5000တောင်တာလက်တက်ဆင်ပြီးသားရှိရလို့ကျွန်တော်နားလည်ထားတယ်။ဒီထက်လည်းများနိုင်တယ်ဟုတ်တယ်မလား။အစနေ second စစ်စင်ရဲ့နှစ်နှစ်ပြည့်တဲ့အောက်တိုဘာ29နဲ့28ရက်နေ့မှာ တရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကော်မရှင်ဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ TNL ဘက်ကဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြတို့ဦးဆောင်တဲ့အဖွဲ့ဒါကိုးချိန်မြောက်ဒီတွဲဆုံမှုကနေပြီးတော့ဖြစ်လာအဲ့တော့ပြောရရင်ဒီမြို့နှစ်မြို့လုံးမှာမိုးကုတ်ကမိုးမိတ်ကသူစီရီးရဗျူဟာကြတယ် နော်မိုးကုတ်ဆိုရင်စီးပွားရေးရလေအမတမအရေးပါတယ်အဲဒါကြောင့်လဲအဲ TNL လေးကဒီလိုမျိုးမိုးကုတ်ဒီမျိုးတွေကိုဆွန့်လို့ဖို့အတွက်ခက်ခက်ခဲခဲဆုံးဖြတ်လိုက်ရတယ်ဆိုတဲ့ဟာကိုသူတို့ပြောတာဒါနားလည်နိုင်စရာဖြစ်ပါတယ်ဒီအဖြစ်ပြက်ကြီးက TNL လေးအတွက်ယူတတ်မယ်ဆိုရင်ပေါ့လေစီးရေးနိုင်ငံရေးသင်ကန်းသာကြီးကြီးရလိုက်တာပဲနော်သူရဲ့နိုင်ငံရေးကြီးမှန်းချက်ဒီမှာလက်တွေ့ဘဝဖြစ်လာတဲ့အခါမှာမထင်မှတ်တာဖြစ်လာတဲ့အခါမှာ तू ကမဟာမိတ်ရော့ပြီးတော့ ရန်သူများသွားစီတတာကလည်းအကြောင်းတစ်ကြောင်းတရုတ်ရဲ့ဖိအားကလည်းအကြောင်းတစ်ကြောင်းနော်နောက်ပြီးတော့အုတ်ချုပ်ရည်နေမြေပြန့်လွန်လာတာလည်းအကြောင်းတစ်ကြောင်းနော်ဒါတွေကဖြစ်လာ PNL ကဆုတ်ပေးမယ်လို့ကြေညာပြီးတဲ့နောက်မှာ မိုးကုတ်ကိုတိန်တော့ပါခဲ့တဲ့ဒေသခံကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ tribe ဟာမိုးကုတ် view ဟာအညာ view ဟာမန္တလေး PDF မိုးကုတ်ပါကပါတွေ နော်ဒီအဖွဲ့တွေကမိုးဒီမျိုးကိုအစွမ်းကုန်ကာကွယ်ပေးမယ်လို့ကြေညာတာတွေ့ရတယ်မန္တလေး PDF ကဆိုရင်မန္တလေးတိုင်းနဲ့တိုင်းထားတဲ့ဒေသတွေကိုဆက်ပြီးတော့ကာကွယ်ဖို့ဆိုပြီးတော့တပ်သားတစ်တီပါခေါ်ယူပြီးတော့နောက်မြင်းညံ Black Tiger MPD လို့အဖွဲ့ကဟာလေဒီမိုးကုတ်မျိုးကိုဆက်ထိန်တဲ့ဆက်ထိန်မှုအတွက်အားဖြစ်ကူညီပါမယ်လို့သူတို့ထုတ်ပြောထားတာတွေ့ရတော့ အခြေအနေတစ်ခုကတော့မိုးကုတ်ကိုတော့လာရှိုးလို့အလွယ်မပေးရလေအောင်ဒေါ်လာရင်းအဖွဲ့တွေစူးစမ်းကြမဲ့အနေထားလို့မြင်တယ်။မိုးကုတ်ရဲ့အုတ်ချုပ်ကြီးကလည်းဒါဒီဒီတပ်တစ်တွေနဲ့ PDF တွေနဲ့စီမံမဲ့သဘောတရုတ်ကလည်းဒီကိစ္စမှာတော့ဒီမြို့ဘသူတွေထိမ့်မဲ့ဘသူတွေတိမ့်မဲ့ဆိုတဲ့ကိစ္စမှာတော့ဝင်ပါတဲ့အနေထားမတွေ့ရဘူး။ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လှန်ရေးအတွက်လူငယ်တပ်သားတွေထံမှဖိတ်ခေါ်ရခြင်းများကိုအောက်တိုဘာ31ရက်နေ့မှာထုတ်ပြန်နေတာပါ။တော်လှန်ရေးအတွက်ထူးရေးပါတဲ့မဟာဗျူဟာမြောက်နယ်မြေတွေကိုဆက်လက်ထိန်းချုပ်နိုင်ရင်းနဲ့မြန်မာပြည်လေပိုင်းမြေပြန်ဒေသကစစ်ကောင်စီအချက်ကျနေရာတွေကိုဆက်လက်ချင်းချောင်းနိုင်ရင်းအတွက်အလုပ်ဆက်လုပ်ဖို့လူငယ်တပ်သားတွေကိုဖိတ်ခေါ်တာဖြစ်တယ်လို့ကြေညာချက်မှာဖော်ပြပါတယ်။ အောက်တိုဘာ29ရက်နေ့ကမိုးကုန်းနဲ့မိုးမိတ်မှုတွေကိုတန်တက်မတော် DNL ကလက်လွတ်မယ်လို့ကြေညာပြီးနောက်ရှမ်းပန်းနယ်သစ်စီရေးအခြေအနေတွေရှုပ်ထွေးနေတာပါကျွန်တော်တို့ထုတ်ပြန်ထားလို့ပဲပေါ့နော်ဒီ new dollar ရေးကလာတွင်တင်ယူခဲ့တဲ့ထိန်းချုပ်စုမှုနယ်မြေတွေကိုကျွန်တော်တို့အလွယ်တကူတော့လက်လွတ်ဖို့မရှိပါဘူးကျွန်တော်တို့ကိုယ်စားညံစားရှိသမျှခုခံသွားဖို့ရှိပါတယ်ဗျာ မြန်မာမူဝါဒနဲ့မဟာပြူဟာလိလာယီအင်စတီကျူ ISP မြန်မာရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့စစ်ကော်မရှင်သည်ကြောင်မင့်မူကူရန်မိုင်းပေါ်ရှိမိုင်းတင်းရွာအနေထိတက်ပြန့်ထားသည်ထို့အပြင် နောင်ချူမိုးကုတ်လမ်းများရှိဂျေဖနာဂီရီရွာကိုသိမ်းယူထားသည့်တွင်းခွက်လုံမဲများရှိပြီး TNL ထိန်းချုပ်ထားသောမိုးကုတ်မြို့ကိုဆက်လက်ထူးဆစ်ဆင်နိုင်ရန်အလားအလာရှိနေသည့် TNL အနေနဲ့စစ်ကော်မရှင်၏အရှိန်ငစ်တလာသော CEP အကူခုခံရန်အခက်အခဲများစွာနှင့်ရင်ဆိုင်ရဝယ်ရှိပြီးအောက်တိုဘာလကမှထပ်မံပြုလုပ်မည့်ဆွေးနွေးပွဲမှာနေနီပိုင်ဆိုင်မှုပေါ်ရလာသောစစ်ကောင်စီအစိုးပြချက်များကိုငင်းဆိုင်ရန်ခက်ခဲနိုင်သည်လို့ဖော်ပြထားခဲ့ပါသည်။ဒီထုတ်ပြန်ချက်ဟာအောက်တိုဘာလ3ရက်နေ့က တဲ့ကကြိုတင်ခံမှန်သုံးသက်ခဲ့တာဖြစ်ပြီးအခုအချိန်မှာတော့လက်တွေ့မှန်ကန်လာခဲ့ပါပြီ။ညီတို့ပင်စူစီကမူ PDF တီအစွမ်းကုန်ခုခံမဲ့မူကုတ်ကိုစကစဟာအလွဲတကူသိမ်းယူနိုင်မှာမဟုတ်ဘဲလက်နက်ခဲယမ်းနဲ့တပ်သားအင်အားအရင်းမြင့်များစွာကိုရင်းနှီးကထပ်မံပေးဆက်ရအောင်မှာဖြစ်ပါတယ်။သို့တော့မူကုတ်စစ်မျက်နှာဟာຫນွေဦးတော်လိုင်းတစ်ခုလုံးကိုပြောင်းလဲစေနိုင်လောက်ပဲအခြေအနေတော့မဟုတ်ပါဘူး။လက်ရှိအချိန်မှာအရခတ်တက်တော်၏ဥဆောင်တဲ့မဟာမိတ်တပေါင်းစုတွေဟာစစ်ကော်မရှင်ရဲ့အသက်သွေးကြောဖြစ်တဲ့ကပ္ပစာစက်ယုံများတိ ီရှိရာမြန်မာနိုင်ငံအလဲပိုင်းဒေသများသို့ဦးတည်ထူဖောက်နေလျက်ရှိပြီးကပ္ပစာစက်ယုံဒေသပြူလျက်သွားရင်စစ်ကော်မရှင်တပ်ဟာမိုးကုတ်စစ်မျက်နှာမှာသာမကတခြားသောစစ်မျက်နှာတွေမှာပါထူးဆက်အရှင်ကြောကြလာကစစ်ဦးကျူးသွားပါလိမ့်မယ်ဆုံးတင်နိုင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗနာကလစ်ခါပါအရေးတော်ပုံအောင်ရမည်